Taliban and Pakistani forces have traded fire across the Afghan border, with Taliban officials saying their forces captured three Pakistani military outposts. It's been intense overnight fighting between Pakistani and Afghan forces in a remote northwestern border region. Taliban soldiers parade through the town of Host in eastern Afghanistan. In a show of defiance after border clashes with neighboring Pakistan, ကျွန်တော်ရဲ့ The World Power မြန်မာ Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဂါလီဘန်နီနဲ့ပါကစ္စတန်နိုင်ငံရဲ့ဂျားတွေကစစ်ပွဲကတော့စတင်ခဲ့ပြီဖြစ်ပြီးနိုင်ပိုင်းတွင်းမှာပဲဂါလီဘန်ဘက်ကပါကစ္စတန်စစ်သား58ရာခုတပ်ဖြတ်ခဲ့ပြီဖြစ်တယ်လို့အဓိကနေကြားဆောင်25နေရာကိုထိန်းချုပ်ထားပြီဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဂါလီဘန်ရဲ့ထုတ်ပြန်ချက်အရကဘူးမြို့အပေါ်ကိုပါကစ္စတန်တို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကိုလက်တော့ပြန်ခြင်းဖြစ်ပါတယ်။အရင်ကနေလည်းမင်းအငင်းခုံပြဿနာဖြစ်ရာကနေ အခုချိန်မှာတော့နှစ်ဖက်စလုံးကတယောက်ကိုတယောက်ဖျက်ဆီးပြမဲ့စစ်ပွဲကြီးတစ်ခုအနေနဲ့ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံတို့စစ်တုံးရင်တွေစစ်တနက်တွေနဲ့ဒိန်းနဲ့ရှိတဲ့ခဲယမ်းတွေက2022ခုနှစ်ကအာဖဂန်နစ္စတန်နိုင်ငံမှာကျန်ခဲ့တာဖြစ်တဲ့အတွက်နိုင်ငံတကာကအင်အားကြီးနိုင်ငံတွေဟာဒီပြဿနာကိုသိချာစောင့်ကြည့်နေကြပါတယ်။လက်ရှိအချိန်မှာတော့ဒီသေးစီနယ်နဲ့လက်နက်တွေကထာလီဘန်တွေရဲ့အပိုင်ဖြစ်သွားပါတယ်။ဒီအချိန်မှာပါကစ္စတန်နိုင်ငံကသူတို့လက်တလောကမှာဝယ်ယူထားတဲ့တရုတ်နိုင်ငံတို့လက်နက်တွေနဲ့တိုက်ခတ်နေတာဖြစ်ပါတယ်။ လူတိုင်းကစောင့်ကြည့်နေတဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့လောလောလတ်လတ်လက်မှတ်ရေးထိုးထားတဲ့ Sorry Pakistan ရဲ့ကာကွယ်သဘောတူညီချက်ဖြစ်ပါတယ်။ဒီသဘောတူညီချက်ရဲ့အောက်မှာနှစ်နိုင်ငံလုံးကဘူပေါင်းလုံခြုံရေးကိုသဘောတူညီထားခဲ့ကြပြီးတော့တနင်္ဂနွေကိုတိုက်ခိုက်ခြင်းကတခြားနိုင်ငံကိုတိုက်ခိုက်တာနဲ့အတူတူပဲလို့အထည်ပဲတက်ရောက်ပါတယ်။ Sorry Arabia ကပါကစ္စတန်နိုင်ငံကိုပြင်ပချင်းချောင်းမှုပြီးလက်ရှိကြုံတွေ့နေရတဲ့ပြဿနာလိုမျိုးအခက်အခဲတွေကနေကာကွယ်ပေးပါမယ်လို့အတီလင်းကြေညာထားတာဖြစ်ပါတယ်။ဆလိုတာကတော့ကဘာကြီးရဲ့အရှိအလေပိုင်းဒေတာမှာ ဟာမတ်စ်နဲ့အစ္စရေးလိုအစီအပြေညင်ပြီးပြီးချင်းပါပဲနောက်ထပ်စစ်ပွဲဖြစ်လာနိုင်မှုကအလားအလာများကြီးရှိနေပါတယ်ဒါရီအားလုံးကအော်တိုဘားလ17ရက်နေ့မှာစတင်ခဲ့ပါတယ်ဒါလီဘန်စစ်သားတွေကနယ်နိမိတ်မြင်းတက်လျှောက်မှာတိုက်ပွဲတွေကိုစတင်ခဲ့ပြီးတော့ထံပေါင်းများစွာသောပါကစ္စတန်စစ်သားတွေကိုအလစ်တက်ခတ်ခဲ့ပါတယ်မစင်ရသေးတဲ့အတန်ဖိုင်တစ်ခုမှာဆိုရင်ချက်ချင်းဌာနကိုဆုံးခွာပြီးပြေးရတဲ့စစ်သားတွေကအများကြီးရှိပါတယ်ဒါပေမဲ့တချို့တွေကတော့ပြန်ပြီးတော့တိုက်ခိုက်ဖို့တော့အခွင့်အရေးမရခဲ့ပဲနဲ့ တို့စကန်ရဲ့အကျိုးပဲဒီအောက်မှာပဲအရှင်လက်လက်မြုံနှံခံရပါတယ်။ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကဂျန်နယ်လိုင်းလို့ခေါ်တဲ့ထောင်ချောင်းနဲ့စံတော်မိုင်အရှိရှိတဲ့နေနမိတ်မြင်းကိုပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ဒီနေနမိတ်ကိုကိုလိုနီခေတ်ကလေးကသတ်မှတ်ပေးခဲ့တာဖြစ်ပြီးတော့နိုင်ငံတကာကဒီတိုင်းကိုပဲလက်ခံထားကြပြီးမြဲအာဖဂန်နစ္စတန်ကဒါကိုတခါမှအပြည့်အဝသဘောမတူခဲ့ပါဘူး။လာနေငယ်ကြတိုင်းမှာတက်ခဲရေးသမားတွေကသွေးတို့ဆမ်းမှုတွေအများကြီးရှိပါတယ်။တိုက်ပွဲတွေဖြစ်လိုက်ပြန်ကြီးသွားလိုက်ဖြစ်နေတာကပုံမှန်လိုပါပဲ။ ဒါပေမဲ့ဒီဒီချင်းတော့မဟုတ်ပါဘူး။တကောင်းချင်းမတန်ခင်မှာပဲတာလီဘန်စစ်သားတွေကပါကစ္စတန်တွေကအနည်းဆုံးဒေသ9ခုစီကိုအတင်းတိုးဝင်ရောက်ခဲ့ပြီးတော့တောင်ပိုင်းကတောင်ကုန်းဒေသဟဲလန်ကနေစလို့အရှေ့ပိုင်းကခန္ဓာနဲ့ငါဟာတို့လိုတောင်ထူတဲ့ဒေသတွေအထိနေရာယူခဲ့ပါတယ်။လက်ရှိအချိန်ထိတော့ပါကစ္စတန်နိုင်ငံကစော်ရီနဲ့သဘောတူညီချက်ကိုအသက်သွင်းဆောင်ရွက်ခြင်းမရှိသေးပါဘူး။စော်ရီဘက်ကလည်းသတိထားနေဖို့အတွက်သာထုတ်ပြန်ထားပြီးတော့နောက်ဘက်စလုံးကိုညှိနှိုင်းဆောင်ရွက်ဖို့ တန်တပန်ရေးရနေနဲ့ဖြည့်ရှင်းဖို့အတွက်တိုက်တွန်းထားပါတယ်။လက်ရှိအခြေအနေမှာတော့တာလီဘန်တွေကရောပါကစ္စတန်ကပါဒီလောက်ထိဖြစ်သွားရလောက်တဲ့အကြောင်းရင်းအစကိုဘယ်သူမှဝန်မခံသေးပါဘူး။ဒီလိုဖြစ်တာကလည်းပြောရမယ်ဆိုရင်အခုမှမဟုတ်ပါဘူး။ဒီနိုင်ငံကတူတူလူငါတမင်းလုံနေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ဒီလိုတိုက်ခိုက်မှုမစခင်82နှစ်အလိုမှာပဲအာဖဂန်နစ္စတန်ရဲ့မြို့တော်ကဘူးလ်မှာပောက်ကွဲမှုတွေနဲ့အဆူညံသွားခဲ့ပါတယ်။မြန်မြန်တပ်တွေရဲ့ပြောကြားချက်အရရုတ်တရက်ကိုပဲပြင်းထန်တဲ့ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုတွေက တချိန်ထဲမှာပဲနေရာတော်တော်များများကိုတက်ခဲ့ကြတာဖြစ်ပြီးတော့ဒီအထဲမှာ Abdul Haq Square လေးပါဝင်ခဲ့ပါတယ်။တခြားသောအာဖဂန်နစ္စတန်ဒေသတွေဖြစ်တဲ့ Coast Jalalabad နဲ့ Pakistan မှာလည်းအလားတူတက်ခတ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။နိုင်ရင်နေငယ်ထဲမှာပဲ Taliban အစိုးရကအာဖဂန်ရဲ့ချုပ်ချာအာဏာကို Pakistan ကဆော်ကားပါတယ်ဆိုပြီးတော့အပြစ်တင်ခဲ့ပါတယ်။အခုအာဖဂန်ဘက်ကထောင်လန်းရေးတွေအစိုးရဒီတက်ခတ်မှုတွေဟာ Tariq Taliban Pakistan များသောအားဖြင့် Pakistan Taliban တို့မဟုတ် TDB လို့လူသိများကြတဲ့အဖွဲ့အစည်းရဲ့စီနီယာခေါင်းဆောင်နာဝါလီမတ်စတုတ်ကိုပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ TDB ဆိုတာကအစွန်းရောက်အကြမ်းဖက်အဖွဲ့ဖြစ်ပြီးတော့များသောအားဖြင့်အာဖဂန်နစ္စတန်မှာပဲအခြေစိုက်ထားပြီးမြန်မာပြည်ရှာပါကစ္စတန်နိုင်ငံတွေကိုဆက်လက်တိုက်ခတ်မှုတွေပြုလုပ်ကြပါတယ်။2021ခုနှစ်မှာအာဖဂန်နစ္စတန်တွေကနေအမေရိကန်နိုင်ငံကသူတို့ရဲ့စစ်တပ်ကိုရုပ်သိမ်းသွားခဲ့ကအာဖဂန်တာလီဘန်တွေကအာဏာပြန်ရခဲ့ပါတယ်။ဒါကိုပဲပါကစ္စတန်အာဏာပိုင်တွေကအနောက်နိုင်ငံတွေ တို့ရဲ့နေနမိပြဿနာတွေကိုဝင်ရောက်နောက်ဆက်ခြင်းကနေလွမြောက်စီမယ်လို့မျှော်လင့်ထားကြတာဖြစ်ပါတယ်။တချို့တွေကဆိုရင် အာဖဂန်တာလီဘန်တွေကကိုယ်ပိုင်နဲ့ဘာသာချင်းတူတာကြောင့်ပါကစ္စတန်ဘက်ကနေ GDP အကြမ်းဖက်သမားတွေကိုကူညီပြီးတော့နှိမ်နှင်းပေးလိမ့်မယ်လို့တောင်မှယုံကြည်ထားကြတာပါ။ဒါပေမဲ့အစမ်းကြိမ်ပက်အကြောင်းတွေပဲဖြစ်လာခဲ့ကြပါတယ်။ပါကစ္စတန်တာလီဘန်တွေကအင်အားကြီးလာခဲ့ပြီးတော့သတိလဲကောင်းလာခဲ့တယ်လို့အရင်ကထက်ပိုပြီးတော့လဲချင်းချောင်းမှုတွေကိုလှုပ်လာနိုင်ခဲ့ပါတယ်။2021ပြီးတော့အရင်ကပုံနေခဲ့တဲ့ ဒို့မဟုတ်အနားယူသွားတဲ့ရာပေါင်းများစွာသော TTB အကြံဖတ်သမားတွေကရုဒိယဆိုသလိုပဲပါကစ္စတန်နိုင်ငံရဲ့ဒိုင်းရင်းသားဒေသတွေစီကိုပြန်ရောက်လာခဲ့ပါတယ်။ဒီစစ်သွေးကြွတွေက2014ခုနှစ်ကပါကစ္စတန်စစ်တပ်ကဆက်စင်ကြီးတွေပြုတ်လုပြီးတော့သူတို့ကိုမောင်းမတုတ်ခင်အထိဆယ်စုနှစ်တခုနီးပါးအာဖဂန်နစ္စတန်နိုင်ငံထဲမှာခိုးလုံနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့အခြေအနေတွေကလုံးဝကိုမတူညီတော့ပါဘူး။တကယ်တော့ကုလသမဂ္ဂရဲ့အကဲပြည့်ချက်တစ်ခုမှာ TTB ဟာအာဖဂန်နစ္စတန်လက်ရှိအာဏာရအဖွဲ့အစည်းတွေစီက တည်တည်တသာထောက်ပံ့မှုတွေရရှိနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းတွေ့ရှိခဲ့ပါတယ်။ဒါတာလီဘန်ဆိုရက GDP ကိုအခွင့်အရေးပေးပြီးတက်တက်ကြွကြကူညီနေတယ်လို့နိုင်ငံရေးနည်းလမ်းကြကြပြောထားတာပါပဲ။ဒါကြောင့်ဟုတ်ပါတယ်။ပါကစ္စတန်ကိုတိုက်ခိုက်နေတဲ့ဂျမ်ဘတ်သမားတွေကိုတာလီဘန်ကခိုလုံခဲ့ပေးတဲ့ကိစ္စကပါကစ္စတန်အတွက်ကြီးမားတဲ့ခေါင်းကိုက်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကလည်းအရင်ကဘင်လာဒီလိုလူမျိုးကိုခိုလုံခဲ့ပေးခဲ့တဲ့ပါကစ္စတန်အတွက်ဝတ်လည်တဲ့သဘောပါပဲ။ဒါရင်မကသေးပါဘူးပါကစ္စတန်ဟာအရှင်တုန်းကတာလီဘန်တွေကိုထောက်ပံ့လေ့ကျင့်ပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အခုတော့ပါကစ္စတန်ကအခုအတွက်ကိုစူးနေတဲ့အခြေအနေမှာပါ၂022ခုနှစ်တနင်္လာနေ့နီးပါးမှာပထမဆုံးဝန်ကြီးချုပ်အင်ရန်ကမ်နဲ့နောက်ပိုင်းရှာဘက်ရှာရီဖ်ခေါင်းဆောင်နဲ့ပါကစ္စတန်အစိုးရက TTP နဲ့ညှိနှိုင်းဆွေးနွေးဖို့အတင်းအကျပ်စူးစမ်းခဲ့ကြပါတယ်အာဖဂန်တာလီဘန်တွေကတော့ကာဘူးမြို့မှာကျင်းပတဲ့ဆွေးနွေးပွဲတွေအတွင်းဂျာကာနီတာဝင်ရောက်ညှိနှိုင်းပေးခဲ့ပြီးမြင်အောင်မြင်တဲ့ရလဒ်ကိုတော့မရခဲ့ပါဘူး၂020ခုနှစ်အစောပိုင်းမှာအပြစ်ကရက်စေးဖို့သဘောတူညီခဲ့ကြပြီးမြင်လက်တွေ့မဟုတ်တဲ့အကောင်းဆုံးအခြေအနေသဘောမျှတာဖြစ်ခဲ့ပါတယ် တကယ်တမ်းမှာတိုက်ခိုက်မှုတွေကပုံမှန်အတိုင်းပဲဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ GDP ရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်ပါကစ္စတန်ကခရီးမတီးခဲ့ပါဘူး။သဘောတူထားတဲ့ဂျမ်ဘက်သမားအကျဉ်းသားတွေကိုပြန်လည်လွှတ်ပေးတာမျိုးမရှိခဲ့တဲ့ပြင်တိုင်းရင်းသားဒေသတွေကနေသူတို့ရဲ့တပ်တွေကိုရုတ်သိမ်းတာမျိုးမလုပ်ခဲ့ပါဘူး။တစ်ဖက်မှာလည်းပါကစ္စတန်ဘက်က GDP ဟာအပြည့်အကရက်စေးကိုလဲသုံးစားလုပ်ပြီးတော့တပ်ဖွဲ့တွေကိုပြန်လည်စုစည်းတာလက်နက်ပြန်လည်တပ်စင်တာတွေနဲ့နေဇာရီဒါရီကိုပုံမှန်မတည်ငြိမ်အောင်လှုံ့ဆော်နေပါတယ်လို့ဆွဆဲခဲ့ပါတယ်။တစ်ဖက်မှာ GDP တပ်သားတွေကပါကစ္စတန်စစ်တပ်ရဲ့ရှင်နန်းတွေ လုံခြုံရေးစခန်းတွေနဲ့ပြည်သူလူထုကိုတောင်မှမရှောင်ထောက်လျှောက်ပြစ်မှတ်ထားခဲ့ကြပြီးတော့ဈေးတွေဗလီတွေနဲ့ဘတ်စကားမှတ်တမ်းတွေကိုဘုံကျဲတက်ခတ်ခဲ့ကြပါတယ်။ဒါကြောင့်ပဲပါကစ္စတန်တပ်ဖွဲ့တွေကလည်းသူတို့ကိုတံပြန်တက်ခတ်ဖို့အတွက်ပြင်းထန်တဲ့ဆက်စပ်ရေးတွေကိုစတင်ခဲ့ကြပါတယ်။နောက်ဆုံး2022ခုနှစ်နိုဝင်ဘာလမှာ PDP ရာအပြစ်ခတ်ရဇိသဘောတူညီချက်ကိုရုတ်တရက်ရပ်တန့်လိုက်ပြီးတော့ပါကစ္စတန်နိုင်ငံတော်ဝန်ဖြစ်နေတဲ့မြန်မာနေရာတိုင်းမှာတက်ခတ်မှုတွေကိုစတင်ဖို့သူတို့ရဲ့အဆုံးရောက်တွေကိုအမိပေးခဲ့ပါတယ်။ ရန်နေငယ်ဆာမှာပဲ TDP အသေးခံဘုံခွဲတက်ခဲ့သူတို့ကဘလူးချန်မှာရဲကားတစ်စီးကိုတက်ခဲ့ခဲ့ပြီးတော့ရဲရရှိ၄ဦးသေဆုံးလို့26ဦးတန်းရခဲ့ပါတယ်။နောက်လာမှာ TDP လက်နက်ကိုင်တွေကပါကစ္စတန်ရဲ့အနောက်မြောက်ပိုင်းဒေသကရဲရရှိတွေကိုခြုံကိုတက်ခဲ့ခဲ့ပြီးတော့ Lucky Marat မှာရဲရရှိ6ဦးကိုတက်ပြတ်ခဲ့ပါတယ်။ဒီနောက်နှစ်သိမ့်မကူးခင်မှာပဲအသေးခံဘုံခွဲတက်ခဲ့သူတို့ကဘက်ရှွာမြို့ရဲဌာနချုပ်အတွင်းကလူပြေးရှိနေတဲ့ဗလီတို့ခုအတွင်းမှာ အသေးခံဘုံပေါက်ခွဲခဲ့ပြီးတော့လူတရာနီးပါးသေဆုံးခဲ့ရပါတယ်။သေဆုံးသူများစုကရဲရရှိနေပါဒါနှစ်ပေါင်းများစွာအတွင်းပါကစ္စတန်မှာဖြစ်ပွားခဲ့တဲ့အသေးပြအများဆုံးအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးနိုင်ငံရဲ့လူမျိုးရေးအမြင့်ဆုံးကာကွယ်ထားတဲ့နေရာတစ်ခုမှာဖြစ်ပွားခဲ့တာကြောင့်အကြမ်းဖက်သမားတွေကဒေသရင်းကွန်ရက်တွေထဲကိုဘလောက်ဒီနက်ရှန်စွာထိုးပေါက်ဝင်ရောက်နေတယ်ဆိုတာပြသနေပါတယ်။ဒီလိုရှုပ်ထွေးတဲ့တိုက်ခိုက်မှုမျိုးကဒေသခံတွေရဲ့ထောက်ပံ့မှုအကူအညီမပါဘဲနဲ့ဖြစ်လာမှာမဟုတ်ပါဘူး။ တကယ်တော့2024ခုနှစ်ကပါကစ္စတန်အတွက်ဆယ်စုနှစ်တစ်ခုကျော်အတွင်းအသေးပြောက်အများဆုံးနှစ်တွေကဒီနှစ်ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံနဲ့ဖြစ်ပွားခဲ့တဲ့ပြဿနာကိုဘေးပယ်ထားလိုက်ရင်တော့2024ခုနှစ်ဒီနှစ်ထဲမှာပဲအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်နိုင်ငံမှာလူသေမှု2500လောက်ရှိခဲ့ပါတယ်။ဒီလိုသေဆုံးမှုတွေထဲမှာရဲရဲရှိသည့်စစ်သားတွေနဲ့အရဲသားတွေအထိဘုံခွဲတိုက်ခိုက်မှုတွေ၊ခြုံကိုတိုက်ခိုက်မှုတွေ၊အသေးခံတိုက်ခိုက်မှုတွေနဲ့ပြင်းထန်ထားခံရပါတယ်။ဒီတိုက်ခိုက်မှုတွေအားလုံးကအာဖဂန်နစ္စတန်နဲ့ထိစပ်နေတဲ့နယ်နိမိတ်ဒေသမျိုးတွေမှာအဓိကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထာကိုတုံ့ပြန်တဲ့အနေနဲ့ပါကစ္စတန်ဘက်ကလည်းအာဖဂန်နစ္စတန်တွေက TTP နဲ့ထာလီဘန်ဂျမ်ဘတ်တွေကိုပြင်းပထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ဒီအထက်ကမှအစောဆုံးနဲ့အငင်းပွားပွဲအပြည့်ဆုံးတိုက်ခိုက်မှုတစ်ခုကတော့2022ခုနှစ်အေဘီလမှာဖြစ်ပွားခဲ့ပြီးထာလီဘန်တွေကဘူးမြို့ကိုပြန်လည်ထိန်းချုပ်ပြီးလာအနေငယ်အကြာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ TTP အစွန်ရောက်တွေကအရှေ့အာဖဂန်နစ္စတန်မှာပုံအောင်နေတယ်ဆိုတဲ့ထောင်ရေးအချက်လက်တွေပေါ်မူတည်ပြီးတော့ပါကစ္စတန်တိုက်လေရင်တွေကခိုးစ်နဲ့ခူနာပြည်နယ်တွေမှာ မောလင်းမတန်ငယ်ဘုံကျဲတက်ခတ်မှုတွေကိုပြုလုပ်ခဲ့ကြတယ်။ဒီလေကြောင့်တက်ခတ်မှုတွေကဂျမ်ဘက်သမားတွေရဲ့ဘုံအောင်ရနေရာတွေကိုပြင်မဲ့ထားခဲ့တာဖြစ်ပေမဲ့အဲ့ဒီအစားအခြေအနေတွေကအဆိုးရွားစွာနဲ့လွဲဆော်ပုံပါတယ်။ဘုံတွေကနေဆက်ခြေရာတွေမှာရှိတဲ့အိမ်တွေပေါ်ကိုကြောက်ဆီခဲ့ပြီးတော့အနည်းဆုံးပြည်သူ၄၀တကူအသေဆုံးခဲ့ရပါတယ်။ဒေသုံးသူတွေထဲမှာအများစုကကလေးတွေနဲ့မိန်းမတွေဖြစ်ကြပါတယ်။ဒီတက်ခတ်မှုတွေကအာဖဂန်လူမျိုးတွေကိုပြင်းထန်တဲ့ဒေါသတွေဖြစ်စေခဲ့တယ်။အနာရလာခစားဖြစ်ပြီးနိုင်ငံတကာအသိမပြုခံရဖို့အသေးအံဖြစ်နေတဲ့ဒါလီဘန်တွေက ပါကစ္စတန်ရဲ့တိုက်ခိုက်မှုတွေကိုအာဖဂန်နစ္စတန်ရဲ့အချုပ်အခြာအာဏာကိုထင်ရှားစွာချိုးပေါက်တာနဲ့အပြစ်မဲ့အာဖဂန်လူမျိုးတွေရဲ့အသက်တွေကိုမထီမဲ့မြင်ပြတာလို့ရှုတ်ချခဲ့ကြပါတယ်။ဒါပေမဲ့အစ္စလာမ်မှာပဲမျိုးကတော့နောင်တမရတော့ပါပဲ။ပါကစ္စတန်ဝန်ကြီးဌာနဟောင်းကပြင်းထန်တဲ့စကားလုံးတွေနဲ့ကြေညာချက်တခုကိုထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဘီသူတွေရဲ့အသေးဆုံးမှုအတွက်ထောက်မှမဟုတ်ပဲ GDP နဲ့အခြားအကြမ်းဖက်သမားတွေအာဖဂန်နေမီတွေကနေပါကစ္စတန်ကိုတိုက်ခိုက်နေတာတွေကိုရက်တက်မှုဒါလီဘန်တွေကိုတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကနေစပြီးအခြေအနေတွေကပိုပြီးဆိုးရွားလာခဲ့ပါတယ်။နောက်ထပ်တစ်နှစ်ခွဲအတွင်းမှာသူတို့ရဲ့တပတ်နဲ့တပတ်ပြန်လည်တုံ့ပြန်ကြတဲ့အကြမ်းဖက်မှုတွေကတစ်လတစ်လပိုပြီးမြန်မာလာခဲ့ပါတယ်။၂၀20နှစ်နှပိုင်းနဲ့2023ခုနှစ်မှာအာဖဂန်နယ်မြေတွင်ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုတွေကပုံမှုအဖြစ်များလာခဲ့ပြီးတော့အာဖဂန်ဘက်ကလည်းတနက်တိုက်ပွဲတွေခြုံငုံတိုက်ခိုက်မှုတွေနဲ့ဘုံခွဲမှုတိုက်ခိုက်မှုတွေနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။သူတို့ရဲ့တိုက်ပွဲတွေကလည်းဆက်ရလျှောက်နေစဉ်နေပါကိုပြစ်ပွားလာခဲ့တာပါ။ဒါပေမဲ့ပါကစ္စတန်နဲ့တာလီဘန်ကြားက ဒီမုန်တိမှုတွေရဲ့ရင်းမြစ်တွေကလက်တလောလေးချောင်းတက်ခတ်မှုတွေတဲ့ဘူပြီးနှက်ဆိုင်တာကိုသင်သိမှာပါသူတို့တွေဘာကြတော့တော့ဒီအခုတူလေပင်းညစ်နေရတယ်လဲဆိုတာကိုပိုပြီးနားလည်ဖို့ဆိုရင်၂၀၀တခုနဲ့9/11တိုက်ခိုက်မှုတွေပြီးအမေရိကန်ပြည်ထောင်စုကအာဖဂန်နစ္စတန်ကိုကျူးကျော်ဝင်ရောက်ခဲ့တဲ့အချိန်ကိုပြန်သွားရပါမယ်။အဲဒီတုန်းကအမေရိကန်ဟာအာခိုင်ဒါကိုဖျက်သိမ်းပြဖို့နဲ့အိုစမာဘင်လာဒန်ကိုခိုလုံခဲ့ပေးခဲ့တဲ့ဒါလီဘန်ဆိုရကိုဖယ်ရှားပြဖို့ရည်ရွယ်ခဲ့ကြတာပါ။1990ပြည့်လွန်နှစ်တွေမှာ ပါကစ္စတန်ကတာလီဘန်ရဲ့အကြီးဆုံးထောက်ခံသူတွေကတနင်္ဂနွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့အစွန်ရောက်တွေးခေါ်တွေကိုသဘောတူလို့မဟုတ်ဘဲနဲ့တာလီဘန်တွေကိုနိုင်ငံရေးအရာအရေးပါတဲ့လူတွေဖြစ်မြင်မိတာကြောင့်ပါ။တာလီဘန်ကထိန်းချုပ်ထားတဲ့အာဖဂန်နစ္စတန်ဆိုတာကပါကစ္စတန်ရဲ့အင်ဒီဂျန်ပေါ်ဩဇာလွန်မှုမှုတည်တည်တသာဒိုးလာစီလို့လည်းပါပါတယ်။ဒါပေမဲ့9/11ဖြစ်ရကဒီရာအလုံးကိုပြောင်းလဲပြလိုက်ပါတယ်။ယုဒိယဆိုသလိုပြင်းထန်တဲ့အမေရိကန်ဖိအားအောက်မှာပါကစ္စတန်ကရွေးချယ်မှုတစ်ခုပြုလုပ်ဖို့ဖိအားပေးခံခဲ့ရပါတယ်။ ဒါကိုမျှော်လင့်ထားသလိုပဲအစ္စလာမ်ဘာဘက်မျိုးကလည်းတင်ညာဘက်မှာပဲပြောင်းသွားပါတယ်။ပါကစ္စတန်ကတာလီဘန်တွေကိုဆွန့်ပစ်လိုက်ပြီးနေတိုးရဲ့တောက်ပံ့ရေးလမ်းကြောင်းတွေအတွက်သူတို့ရဲ့နေမျိုးကိုဖွင့်ပေးခဲ့ပါတယ်။ဒါအပြင်ပါကစ္စတန်မြေပေါ်ကနေတဆင့်အစွန်ရောက်သူတွေကိုအမေရိကန်ဒရုန်းတွေနဲ့တိုက်ခိုက်ခွင့်ပေးခဲ့ပြီးတော့အမေရိကန်တွေကိုရေးပါတဲ့ထောင်လိုက်အဆက်လက်တွေပေးခဲ့ပါတယ်။ပြောရမယ်ဆိုရင်ပါကစ္စတန်ကညာရင်းချင်းကိုပဲတာလီဘန်ရဲ့အဓိကမဟာမိတ်ဖြစ်နေရတာကနေအပြင်းတဲ့လိုက်လံဖမ်းဆီးဖို့အကူအညီပေးတဲ့သူဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီကြောက်ခိုင်းမှုမှာပဲနောက်ဆက်တွဲစိုးကြိုးတွေရှိခဲ့ပါတယ်။ ဒါကတော့ဒါလီဘန်တွေတို့မဟုတ်အာဖဂန်နစ္စတန်စီကနေမဟုတ်ဘဲနဲ့သူတို့ရဲ့နိုင်ငံသားတွေကိုယ်တိုင်စီကနေလာတာဖြစ်ပါတယ်။ပါကစ္စတန်ရဲ့တိုင်းသားလူမျိုးတွေနဲ့ရှေးဟိုဆွေအတိုင်းဝိုင်းတွေအများစုကအစိုးရရဲ့အမေရိကန်ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာမွတ်စလင်မျိုးကိုယ်တွေကိုတစ္ဆာဖောက်တာပဲလို့တွေးကြပါတယ်။မကြာခင်မှာပဲအမေရိကန်စံချိန်လှုပ်ရှားမှုတွေပေါ်လာခဲ့ပါတယ်။အစိုးရတွေးခေါ်တွေကလင်းမြန်စွာကိုပဲပြန့်နှံ့ခဲ့ပြီးပါကစ္စတန်အစိုးရကိုစံချိန်နဲ့ပြင်းထန်တဲ့ဒေါသတွေကိုခွင့်ကောင်းယူပြီးတော့မှလက်နက်ကင်ဖွဲ့တွေအများပြားပေါ်လာခဲ့ပါတယ်။ဒီလိုပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတွေထဲမှာ ထရက်အီတလီဘန်သို့မဟုတ် TDP ကအနည်းအများဆုံးဘက်ဖြစ်လာခဲ့ပါတယ်2009ခုနှစ်နှောင်းပိုင်းမှာဖွဲ့စည်းခဲ့တဲ့ TDP ဟာပါကစ္စတန်အစိုးရနဲ့စစ်တပ်ကိုစစ်ကြီးညာခဲ့ပြီးတော့အမေရိကန်ဒီဘက်ကရက်တီပြီးအစ္စလာမ်အကျိုးစီးပွားကိုတစ္ဆာဖောက်တယ်လို့ဆွဆွဲခဲ့ပါတယ်အစပိုင်းမှာဒီအဖွဲ့ကပါကစ္စတန်အတိုင်းအတာဒေသတွေမှာအခြေစိုက်ခဲ့ပြီးတော့အထူးသဖြင့်မြောက်ပိုင်းနဲ့တောင်ပိုင်းကဝါစီရီစတန်မှာအခြေချခဲ့ပါတယ်ဒီဒေသတွေမှာ TDP ကထောင်ပေါင်းများစွာသောတပ်သားတွေကိုအမြန်ဆုံးစုဆောင်းနိုင်ခဲ့ပြီး အစိုးရအသက်စားပါမှုကိုဒေါသထွက်နေတဲ့လူငယ်တွေကိုအဓိကဆွဲဆောင်ခဲ့ပါတယ်။2008ခုနှစ်ကနေ2014ခုနှစ်အတွင်းမှာပါကစ္စတန်ကသူ့ရဲ့တမိုင်းမှာအမောင်ဆုံးသောအခြေတချို့ကိုဖျက်ဆီးခဲ့ရပါတယ်။ GDP အတောက်လျှောက်ကိုပဲဂျမ်းဘတ်တိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ပြီးတော့မှတနင်္ဂနွေလုံးအနှံ့အကြောင်းတွေဈေးပြီးပြည်တီနဲ့စစ်စခန်းတွေကိုစနစ်တကျတိုက်ခိုက်ခဲ့ပါတယ်။အမောင်ဆုံးနေ့ကတော့2014ခုနှစ်ဒီဇင်ဘာလမှာဖြစ်ပွားခဲ့ပြီး GDP တသားတွေကဘက်ရှွာမျိုးကစစ်တပ်ကချုပ်ကင်ထားတဲ့အကြောင်းတစ်ကြောင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ចောင်းသားနဲ့ဆရာပါ140ကျော်ကိုတပ်ဖြတ်ခဲ့ပါတယ်။ ဒီကြမ်းမဲ့ဘွေရဖြစ်ရကပါကစ္စတန်ကို Sub EACB စစ်စင်ကိုစတင်မှုတွန်းအားဖြစ်စေခဲ့ပါတယ်။ဒီစစ်စင်ကအာဖဂန်နစ္စန်အနီးက TDB ရဲ့ခံတပ်တွေကိုဖျက်ဆီးဖို့ရည်ရွယ်တဲ့ကြီးမားတဲ့စစ်စင်ရေးကြီးတစ်ခုဖြစ်ပါတယ်။ဒီစစ်စင်ကဒေသခံဆုံးရောက်ခွန်ရက်တွေကိုအောင်မြင်စွာနဲ့ဖျက်ဆီးနိုင်ခဲ့ပြီးအကြမ်းဖက်သမားတွေယာချီကိုတောက်တင်နိုင်ခဲ့ပြီးမဲ့ TDB တပုန်တွေအများပြားကနေဆက်ကိုဖျက်ပြီးအာဖဂန်နစ္စတန်ထဲကိုထွက်ပြေးသွားကြပါတယ်။အဲဒီကိုရောက်တော့သူတို့ကဒေါ်တာသူတက်တဲ့ဒေသထဲမှာသူတို့ရဲ့ရွေချက်ကိုထောက်ခံတဲ့ အာဖဂန်တာလီဘန်ဂိုင်းခွဲရီရဲ့ခါခွဲမှုကိုရရှိခဲ့ပါတယ်။အာဖဂန်တာလီဘန်တွေက2021ခုနှစ်ဩဂုတ်လမှာကဘူးမြို့မှာအာဏာပြန်လည်ရရှိလာတဲ့အခါအရာအလုံးကထပ်မံပြောင်းလဲသွားခဲ့ပြန်ပါတယ်။တာလီဘန်ခေါင်းဆောင်တွေက9/11ဖြစ်ပြီးပါကစ္စတန်ရဲ့လုပ်ရည်ကိုမမေ့ခဲ့ကြပါဘူး။ဒါကြောင့်ပြန်လည်လက်တုံ့ပြန်မှုအနေနဲ့သူတို့ကဒူရန်လိုင်းလိုလူသိများတဲ့အရင်ကတည်းကမပြီးခဲ့တဲ့နည်းမျဉ်းအငင်းပွားမှုပြဿနာကိုဦးတည်ခဲ့ကြပါတယ်။ဒါစကူးရာစုကဗြိတိရှားတွေဆွဲပြီးခဲ့တဲ့ ော်လိုနီခေတ်အနေနဲ့မြေတကူပြပြီးတော့အာဖဂန်နစ္စတန်ပါဝင်တာလီဘန်တွေကတခါမှတရားဝင်အသိအမှတ်မပြုခဲ့တဲ့နေဆက်ကူပြပါတယ်။ဆက်ချင်းနေပေါင်းများစွာဒီနေဆက်ပြဿနာကတခြားဒေသတွေပြည်ပကားတွေအရေးအောက်မှာအတိုင်းတာတကူတီညီတက်နေခဲ့ပါတယ်။ဒါပေမဲ့တာလီဘန်တွေကပါကစ္စတန်ပေါ်တိုက်ခိုက်နိုင်ဖို့အကြောင်းပြချက်ခေါင်းဆောင်တကူလိုအပ်နေခဲ့ပြီးဒရန်လိုင်းကဒီလိုအကြောင်းပြချက်တကူဖြစ်စေခဲ့ပါတယ်။အခြေအနေတွေကိုပိုဆိုးစေခဲ့တာက2010ပြည်လွန်နှစ်တွေရဲ့အလယ်မှာပါကစ္စတန်ကလှုပ်ရှားသွားလာမှုတွေကိုကန့်သတ်နိုင်ဖို့နေဆက်ရွှေလုံးကိုခြံစည်းကိုကာခဲ့ပါတယ်။ ဒါဟောင်းနှံနေတဲ့ဒဏ်ရာတွေကိုလူသိချင်းကြပြင်းထန်စွာနာကျင်စေတဲ့နီလန်နဲ့ပြန်ဖွင့်ပေးလိုက်တယ်လို့ပြသွားပါတယ်။ဂျာလီဘန်တွေအတွက်တော့ဒီခြံစည်းရိုးကစော်ကားမှုတစ်ခုဖြစ်ပြီးဖက်စတူလူမျိုးတွေရဲ့ဘူပါမြေတွေကိုတရားမဝင်ပိုင်းခြားလိုက်တာပဲဖြစ်ပါတယ်။၂021ခုနှစ်မှာအာဏာပြန်လည်ရယူပြီးတဲ့နောက်ချက်ချင်းလူလူပဲဂျာလီဘန်စစ်သားတွေကခြံစည်းရိုးတပ်စနေတဲ့ပါကစ္စတန်တပ်သားတွေကိုတတ်ခတ်ခဲ့ကြပါတယ်။သူတို့ကခြံစည်းရိုးအပိုင်းချုပ်ကိုဖြိုချခဲ့ပြီးတော့သာဆူးကျိုးလေးတွေကိုသိမ်းယူပြီးပါကစ္စတန်အာဏာကိုပေါ်တင်ဆင်ခေါ်ခဲ့ကြပါတယ်။ တခါတည်းမှာတင်းမာမှုတွေကနေထိုင်းရိုက်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးတော့အမြောက်လက်နက်တွေနဲ့ပြစ်ခတ်ခဲ့တဲ့အထိပြင်းထန်လာခဲ့ပါတယ်။ဂျရန်လိုင်းကိုနိုင်ငံတကာသိမှတ်ပြုနေစက်ဖြစ်ခိုင်ခိုင်မာမာသတ်မှတ်ထားတဲ့ပါကစ္စတန်စစ်တပ်အထက်ထာလီဘန်ရဲ့စင်ကာပူကကြီးမားတဲ့လုံခြုံရေးချင်းချောက်မှုတွေဖြစ်လာခဲ့ပါတယ်။အခု2025ခုရောက်လာပါပြီ။ပါကစ္စတန်ကအာဖဂန်နစ္စတန်ကပါဒီဂျရန်လိုင်းတက်လျှောက်မှာစစ်သားထောင်ပေါင်းကျီကိုတပ်ပြန့်ထားကြပြီးအခိုင်အမာတပ်ဆွဲနေရယူထားကြသလိုနောက်တစ်ဖြစ်လာနိုင်တဲ့တိုက်ပွဲတွေအထက်ပြင်ဆင်ထားကြပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ကတာလီဘန်တွေကိုထက်ခါထက်ခါရှုတ်ချပြီးတရီပီးခဲ့ပါတယ်။ဒါပေမဲ့တာလီဘန်တွေကပါကစ္စတန်မှာဝန်ကြီးချုပ်တွေသို့မဟုတ်နိုင်ငံရေးသမားတွေမှာကတကယ်အာဏာမရှိဘူးဆိုတာကိုသိထားပါတယ်။တကယ်စစ်တပ်ကသာအာဏာရှိတာပါ။လွန်ခဲ့တဲ့လအနေငယ်ကပဲ2025ခုနှစ်ဇွန်လမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပါကစ္စတန်စစ်တပ်ရဲ့လွန်မှုမှုကိုပြသခဲ့တဲ့ထူးခြားတဲ့လုပ်ရက်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ထရမ့်ကဘိုးချုပ်ကြီးမွန်နီယာတူရဲကိုအဲခံမှုအင်ပီရိုစီဝေးတစ်ခုကိုလက်ခံကျင်းပခဲ့ပါတယ်။ ထားအမေရိကန်သမ္မတတူဦးကပါကစ္စတန်ရဲ့သားခေါင်းဆောင်တူဦးမှမပါဝင်ပဲပါကစ္စတန်စစ်တပ်ကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့တဲ့ပထမဆုံးကြိမ်ဖြစ်ပါတယ်။ထားသမ္မတရေးရမှာလုံးဝမကြားဘူးတာမျိုးပါ။စီးပွားရေးမူဝါဒဖြစ်ဖြစ်ခေါင်းဆောင်ရေးသဘောတူညီချက်တွေဖြစ်ဖြစ်ဘုံကန်ထားချောင်းမှုတွေဒါလီဘန်လိုချင်းချောင်းမှုတွေကိုကန်တွယ်ဖြေရှင်းရတာကပါကစ္စတန်စစ်တပ်ကသာနောက်ဆုံးမှာတာဝန်ယူဆောင်ရွက်နေရတာပါ။ GDP ကိုတိုက်ခိုက်တာမှာနှစ်ပေါင်းများစွာကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပြီးနောက်ရှမ်းရွေမြေစိတ်ပြတ်နေတဲ့ပါကစ္စတန်စစ်တပ်ကခေတ်ဆိုင်တွေကို သူတို့ကိုယ်တိုင်ကိုင်တွေဖြည့်ရှင်းမှုလိုအပ်နေပြီဖြစ်ကြောင်းခန်းစားလာခဲ့ရပါတယ်။ဒါကြောင့်အော်တိုဝါလာ9ရက်ည9:50လောက်မှာပါကစ္စတန်က GDP ရဲ့အကျော်ကြားဆုံးခေါင်းဆောင်နာဝါလီမက်ဆုစ်ကိုထားရပြစ်မှတ်ထားတဲ့ကပူးမြို့လေကြောင်းတိုက်ခိုက်မှုတစ်ခုကိုဆောင်ရွက်ခဲ့ပါတယ်။ပါကစ္စတန်ထောက်လိုင်းရေးသမားတွေကမက်ဆုစ်ကားနဲ့သွာလာနေခြင်းသူ့ကိုလှုပ်ရှားမှုတသက်မာတခြင်းအခွင့်အရေးရခဲ့တယ်လို့ယုံကြည်ခဲ့ကြပါတယ်။နောက်ပိုင်းပြပြခဲ့တဲ့ဒေသကတော့မရှင်းလင်းသေးပါဘူး။အာဖဂန်သတင်းရင်းမြစ်တွေနဲ့ဒေသခံသတင်းတောက်တွေကတော့တိုက်ခိုက်မှုအတိအကျပြင်းထန်တဲ့အတွက် မန်ဆုတ်နဲ့အတူတခြား TDP ထိပ်သီးတက်ခွဲခေါင်းဆောင်တွေလည်းတည်ဆုံနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ TDP ဘက်ကတော့မန်ဆုတ်အသေးဆုံးမှုကိုချက်ချင်းပဲညှင်းဆိုခဲ့ပြီးသူအသက်ရှင်နေသေးကြောင်းတသက်ပြဖို့အတန်ဖိုင်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတွင်းမှာပဲဒါလီဗန်ကကွေးဝန်ကြီးဌာနကဒီလီကျောင်းတက်ခတ်မှုကိုပါကစ္စတန်ကလှုပ်ဆောင်ခဲ့တယ်လို့တရားဝင်ဆိုဆက်ခဲ့ပြီးပြန်လည်တုံ့ပြန်တက်ခတ်မှုအတွက်ပြင်ဆင်ခဲ့ပါတယ်။ဒါကတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အတိုင်းဖြစ်ပျက်ခဲ့တာပါပဲ။အော်တိုဘာ၁၇ရက်နေ့ကတက်ခတ်မှုဟာသူတို့ရဲ့ထိုင်ရိုက်ပြန်လည်တုံ့ပြန်မှုဖြစ်ပါတယ်။ ကနဒါကနေဆက်ချန်စီကိုဆောက်လုပ်ရေးကိုခွန်ယူစွာရပ်တန့်နိုင်ခဲ့တဲ့တာလီဘန်ကာကွယ်ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရဲ့ခေါင်းဆောင်မှုအောက်မှာအာဖဂန်တာလီဘန်တွေကပါကစ္စတန်နားလေတဲ့ဘာသာစကားနဲ့ပဲသတင်းကိုပေးပို့ဖို့အဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကတော့အင်အားနဲ့ပါပဲ။စတရက်နေ့ညနောင်ပိုင်းမှာတာလီဘန်တပ်ဖွဲ့တွေကအနည်းဆုံးနေရာခုနှစ်ခုမှာပါကစ္စတန်နေကြားဆောင်စခန်းတွေကိုပစ်ခတ်ခဲ့ကြပါတယ်။အစပိုင်းမှာပါကစ္စတန်အာဏာပိုင်တွေကသူတို့ရဲ့ဆုံးရှုံးမှုတွေကြောင့်တိတ်ဆိတ်နေခဲ့ကြပါတယ်။ဒါပေမဲ့တာလီဘန်နဲ့ဆက်ဆက်နေတဲ့သတင်းရင်းမြစ်တွေက ပါကစ္စတန်ဘက်ကအသေးပြောက်ထင်ရှားပြီးရကြောင်းအွန်လိုင်းမှာကြောက်ဝါခဲ့ကြတဲ့အခါအစ္စလာမ်ဘက်ကတပ်ပွဲမှာနိုင်ဖို့မဟုတ်ပေလူမှုကွန်ရက်ပေါ်ကတင်းချက်လက်တွေကိုထိန်းချုပ်မှုမြင်းမြန်ဆန်ဆန်ဆောင်ရွက်ခဲ့ပါတယ်။တယ်လီမဘက်ကတော့သူတို့ရဲ့ကိုပိုင်အသေးပြောက်ဆင်းကိုမထုတ်ပေါ်ရသေးပါဘူး။ဒီနေရာမှာရှင်းနေတာတစ်ချက်ကတော့နှစ်ဘက်စလုံးမှာဆုံးရှုံးမှုတွေကြီးမားစွာရှိခဲ့ပြီးအဓိကအကြောင်းရင်းကတော့တယ်လီဘန်ကြီးရဲ့ရုတ်တရက်တိုက်ခိုက်မှုကြောင့်ပါပဲ။လက်တွေ့ကျကျပြောရရင်သူတို့ရဲ့ထောင်လွှမ်းနေတဲ့စကားတွေပြောနေပြီးမြဲအာဖဂန်တယ်လီဘန်တွေမှာပါကစ္စတန်ရဲ့လက်နက်ကိရိယာပြည်စုံတဲ့စစ်တပ်ကို ရေရှည်တိုက်ခိုက်နိုင်တဲ့ဆွေးမရှိပါဘူးဒီလိုတာလီဘန်တွေကိုလုံလုံကဲကဲဖိအားပေးလိုက်ရင်ပူပေါင်းဆောင်မှုတွေအကုန်ပြိုလဲပြီးအနောက်ဘက်နယ်စပ်အခြေအနေတွေကိုပုံမမတည်ငြိမ်အောင် လုပ်မိမှာကိုပါကစ္စတန်ဘက်ကလည်းကောင်းကောင်းသိထားပါတယ်အနည်းချက်ပြောရရင်တော့ပြိပခါတွေရဲ့အလင်မာက GDP အစွန်ရောက်တွေကိုတာလီဘန်ကခုလုံဝင့်ပေးတာတွေပါကစ္စတန်ရဲ့နယ်စပ်ပြကျော်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဂျရန်လိုင်းနဲ့ပတ်သက်ပြီးတမိုင်းတွေကအငင်းပေါင်းမှုတွေကပောက်ွဲလွယ်တဲ့ဘုံကြီးတလုံးလိုရှိနေစေဖြစ်ပါတယ်ဆိုလိုတာကလက်ရှိအခြေအနေတင်းမာမှုတွေရောကြသွားရင်တော့ယာယီပဲဖြစ်ပါမယ် တကယ်ငင်းငယ်ရင်ဆိုတာကခေတ္တရှင်နာမှုလောက်ပဲဖြစ်ပါလိမ့်မယ်ဒီပြိပက္ခကြီးကမကြခင်မှာစစ်ပွဲကြီးတစ်ခုဖြစ်လာမလားဆိုတာကတော့မသိကြပါဘူးဒါပေမဲ့ကျွန်တော်တို့အတွက်သေချာတာတစ်ခုကတော့ဘာပဲဖြစ်ဖြစ်တရုတ်ပြည်ဟာဆုံးရှုံးနိုင်တဲ့ဘက်မှာရပ်တည်နေတယ်ဆိုတာပါပဲပါကစ္စတန်ကတရုတ်ရဲ့အင်အားကြီးဆုံးဒေသဆိုင်ရာမဟာမိတ်ဖြစ်အချင်းကြားကြီးတရှိနေခဲ့တာဖြစ်ပြီးတော့ဆယ်စုနှစ်နဲ့ရှိတဲ့နိုင်ငံကြီးမဟာပြည်ဝါတွေတန်တမန်ကြီးအားထောက်ပံ့နေတဲ့ဒေါ်လာဘီလီယံချီတဲ့စီးပွားရေးရှင်နီးမြှုပ်နှံမှုတွေစာရာတွေနဲ့နှိကပ်စွာဆက်သွယ်ထားပါတယ်ဒါပေမဲ့တရုတ်အတွက်တော့ဒါလီဘန်ကလည်း အနာဂတ်မဟာမိတ်ဖြစ်နိုင်ခြေရှိပါတယ်။အာဖဂန်နစ္စတန်မှာလီသီယံဂျီနီနဲ့ရှာဘာဒတ်တရုတွေအပါအဝင်တံပိုးကြီးတရုတွေနေအများပြားရှိပါတယ်။ဒါရီယာတရုတ်ပြည်အတွက်စမတ်ဖုန်းတွေလက်စကားတွေနဲ့သူတို့ကဘာကိုတင်ပို့တဲ့အစင်းမြေနီးပညာတွေဆောက်လုပ်ဖို့အရန်လိုအပ်နေတဲ့အကုန်ချမ်းတွေပဲဖြစ်ပါတယ်။ထာလီဘန်တွေကဘူးလ်ကိုပြန်လည်သိမ်းပပြီးကတည်းကတရုတ်ပြည်ကသူတို့နဲ့ဆက်ဆံရေးကိုခိုင်မာအောင်တိစောက်စီခဲ့ပြီးတော့ဝေကြီးအကူအညီတွေရင်းနှီးမြှုပ်နှံမှုတွေနဲ့တာဒမန်ကြီးရထောက်ပံ့တွေကိုအကူအညီပေးခဲ့ပါတယ်။အပြန်လည်အပြည့်တရုတ်ပြည်ဟာ လွန်ကျွေးအာမခံချက်တွေနဲ့အာဖဂန်နစ္စတန်ရဲ့တရုတ်တွေကိုစိတ်ကြက်ခြေလှယ်နိုင်ခွင့်တွေကိုမျှော်လင့်ထားပါတယ်။အစိုးရကထားမှတ်ပေးထားတဲ့တရုတ်ကမ္ဘီတွေကအာဖဂန်နစ္စတန်တဘောမှာစီးပွားရေးအခွင့်အလမ်းတွေကိုစတင်ပြီးတော့စူးစမ်းရှာဖွေနေပြီဖြစ်ပါတယ်။ဒါကတရုတ်ရဲ့စီးပွားရေးအနာဂတ်အတွက်ပြီးတော့အမေရိကန်နဲ့ပြန်ဆိုင်မှုအတွက်အရေးပါတဲ့သင်္ကေတဇာတ်တွေကိုထိချုပ်ခွင့်ရဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုနေချင်းကလည်းတရုတ်ပြည်ကိုဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့မိတ်ဆွေနဲ့ဦးချမ်းမှာပြိမိနေစီပါတယ်။ ဘေကျင်းကပါကစ္စတန်ဘက်မှာပုံမလင်းလင်းရက်တည်လိုက်ရင်တာလီဘန်နဲ့ဆက်ဆံရေးထိုးတက်လာနေတာကိုထိခိုက်စေမှာဖြစ်ပြီးတော့အာဖဂန်ရဲ့တပ်မိုးကြီးတရံဇာရတွေကိုရယူခွင့်ဆုံးရှုံးသွားနိုင်ပါတယ်။တပတ်မှာလည်းတရုတ်ပြည်ကတာလီဘန်ကိုပုံမလင်းလင်းထောက်ခံလိုက်မယ်ဆိုရင်ဒေါ်လာဘီလီယံနဲ့ချီပြီးရင်းနှီးထားတဲ့ဂျုံကြီးရတဲ့မဟာမိတ်ပါကစ္စတန်ကိုတစ္ဆာဖို့ရရောက်ပါမှာပါ။ဒီလိုအကြောင်းတွေကြောင့်ပဲတရုတ်ပြည်အတွက်စုပ်လဲစုစားလဲယူမယ်အခြေအနေဆိုင်နေတာပါ။ဒါကိုလည်းသူတို့သိထားကြပါတယ်။ဒီနေ့ဗီဒီယိုတော့ကတော့ဒီလောက်ပါပဲ။ တကယ်လို့ဒီဗီဒီယိုကမေးစုတွေအတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်တို့ရဲ့တပွဲပေါ်ပါမြန်မာ channel ကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေ။မေးစုတွေမှတ်သားခဲ့တဲ့အကြောင်းအရာတွေအတွေ့အကြုံလည်း comment လေးမှာမျှဝေပေးခဲ့ပါ။ကျွန်တော်တို့ channel က comment တိုင်းကိုဖတ်ကြည့်ပါရခင်ဗျာ။ကျွန်တော်တို့ရဲ့ Facebook page ကိုလည်း like and follow လုပ်ထားပြီးတော့ကျွန်တော်တို့ရဲ့ community မှာတစ်စီတစ်ပိုင်းအနေနဲ့ပါဝင်လို့ရပြီဆိုတာကိုသတင်းပေးပါပါတယ်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။မေးစုကအဆောင်စားပြီးချက်မြတ်လို့သူဆိုရင်ကျွန်တော်တို့ Wellpower Book app လေးနဲ့မိတ်ဆက်ပေးကြပါမယ်။ ကျွန်တော်ရဲ့ app မှာကဘာကျော်အင်္ဂလိပ်စာအုပ်တွေကိုစာအုပ်ဝယ်နေစရာမလိုရန်နေချီဖတ်နေစရာမလိုပဲနဲ့အတန်လေးနဲ့နားထောင်လို့ရအောင်သူရဲ့အနှစ်သာရမပြတ်ဖတ်ရှုနိုင်အောင်လို့အနှစ်ချုပ်တွေတည်ဆက်ပေးနေပါတယ်စာအုပ်ထုတ်မှာမိနစ်20နဲ့မိနစ်40ကြာသာရှိပါတယ်စာအုပ်ပေါင်းလေးရန်နေချီရှိနေပြီးတော့နေ့စဉ်နဲ့မြတ်စာအုပ်အသစ်တွေလည်းတည်ဆက်ပေးနေတာကြောင့်စာဝင်စားအောင် comment မှာချပေးထားတဲ့ link ကနေ web power book app ကိုသင်ဖုန်းထဲကိုထောင်းယူပြီးစမ်းသုံးကြည့်ပါခင်ဗျာဘာဘာကြီးလဲလူကြီးလူငယ်မရွေးတက်နိုင်အောင်လို့ဒေါ်လာကို4000ကိုရာကျပ်ပဲရှိပါတယ် တနေ့စားတကားနဲ့မဘာကြီးသွင်းရင်တော့ဒလကို၄00ပဲခြားတင်มาဖြစ်ပါတယ်။မဘာမဝင်ခင်အခမဲ့စာအုပ်လေးတွေနဲ့စမ်းသုံးကြည့်ပါခင်ဗျ။အဆင်ပြေမှမဘာဝင်လို့ရပါတယ်။မဘာကြီးသွင်းရအတွက်လည်းဆက်သွယ်နိုင်တဲ့ Viber, Telegram, Messenger link တွေကို comment မှာချပေးထားပါလိမ့်မယ်။